နျူကလ িয়ার ညရဲ့တိတ်တိတ်ပုံစစ်စင်ရေးအမေရိကန်ရဲ့အီရန်စခန်းတိုက်ခိုက်မှုမင်္ဂလာပါဒီနေ့မှတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့စစ်ပွဲတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုပြသရင်းဤပညာရဲ့အမကန်ဆွမ်းအားကိုဖော်ပြနေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စစ်ရေးပြူဟာတွေဘလောက်ထိရှုပ်ထွေးနေနေတယ်ဆိုတာကို မြင်သာစေမယ်တကယ့်ဖြစ်ရစမ်းကြေတစ်ခုပဲဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့2025ခုနှစ် ဇွန်လ22ရက်နေ့မနက်ခင်းမှာစတင်ခဲ့ပြီးတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေတမိုင်းတွင်မဲ့နေ့တနေ့ဖြစ်လာခဲ့ပါတယ်။အီရန်ရဲ့အဓိကနျူကလ িয়ার စခန်းကြီး၃ခုဖြစ်တဲ့ဖာဒိုနက်စတန်နဲ့အစ်ဖာဟန်တို့ကို Operation Midnight Hammer လို့အမည်ပေးထားတဲ့စစ်စင်ရေးကြီးနဲ့အကြီးစားတိုက်ခိုက်မှုတစ်ရက်ကိုဆင်နွှဲခဲ့ပါတယ်။အဲဒီစစ်စင်ရေးဟာအပြင်ကကြည်ရင်ရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့အလွန်ရှုပ်ထွေးပြီးတော့သေးကြစွာစီမံထားတဲ့ စီရင်ပြူဟာပေါင်းစုံကို ပေါင်းဆက်ပြီးတော့အသုံးပြုခဲ့တာဖြစ်ပါတယ်ဒီစစ်စင်ရေးကြီးဟာနိုင်ရီပေါင်းများစွာကြာမြင့်ခဲ့ပြီးတော့မရေမတွက်နိုင်တဲ့လေရင်နေနဲ့ဒုံးကြီးတွေပါဝင်ပတ်သက်ခဲ့ပါတယ်တိတ်ဆိတ်တဲ့စတင်ခြင်းမိုးတောင်ရံမှာပြန်တက်လာတဲ့တင်မင်းတမန်များဇွန်လ21ရက်နေ့မနက်ခင်းအာယုံမတက်မီတိတ်ဆိတ်နေတဲ့အချိန်မှာအမေရိကန်ပြည်အောင်စုမစ္စူရီပြည်နယ်ရှိ white man leader စခန်းမှာဒူးကြတဲ့လှုပ်ရှားမှုတွေစတင်ခဲ့ပါတယ် ကမ္ဘာပေါ်ကအဆင့်အမြင့်ဆုံးအတန်အတိတ်ဆုံးအဖြတ်ဆွမ်းအားအကြီးမားဆုံးစတိဘုံကျဲလေယာဉ်ကြီးများဖြစ်တဲ့ Bidu Spirit 6စီးတို့ဟာမိုင်မောများစွာရှည်လျားတဲ့ခရီးတစ်ခုအတွက်အသင့်ပြင်ဆောင်ရွက်နေကြပါတယ်။သူတို့ရဲ့ကြီးမားထဲဝါတဲ့ကိုရယ်ကြီးတွေကအမောင်တူးတဲ့ကို အရင်နှက်ကြီးတွေလိုတည်ရှိနေပြီးတော့တကယ့်ကိုမှတိတ်ဆိတ်နေခဲ့ပါတယ်။စစ်ဦးစီးအဖြစ်ပါဝင်မဲ့ဒီ Bidu Spirit တွေဟာတိုက်ကြီးတွေကိုကြော်ဖြတ်ပြီးအီရန်ကိုဥတီပြန်တန်းနေတာမို့ မိုင်ပေါင်း6000ကျော်ရှည်လျားတဲ့ခရီးရှည်တစ်ခုကိုဖျက်တမ်းရမှာဖြစ်ပါတယ်။အဲလိုခရီးရှည်ကြီးအတွက်ဘီတူးလိုလောင်စာအလွန်မင်းသုံးဆွဲတဲ့လေယာဉ်တွေအတွက်လေထဲမှာလောင်စာစီဖြစ်တင်းမှုဟာအရေးကြီးဆုံးကဏ္ဍတစ်ရပ်ဖြစ်ခဲ့ပါတယ်။လေယာဉ်တစ်စီးကိုထောင်ပေါင်းများစွာသောဂါလန်တွေကိုလေထဲမှာပဲဖြစ်ရတဲ့အခါဒါဟာတကယ်ကိုအထူးလွေ့ကျင့်မှုတွေလိုအပ်တဲ့စွမ်းရည်တစ်ခုပါပဲ။ဒီနေရာမှာ KC 135 Starto Tanker လေယာဉ်တွေဟာ အဓိကအခန်းကဏ္ဍကနေပါဝင်နေခဲ့ပါတယ်။သူတို့ဟာလေထဲမှာပဲ B2 တွေကို လောင်စာစီဖြစ်တင်းဖို့တာဝန်ယူထားတဲ့သူတွေပါ။ဒါပေမဲ့ဒီတန်ကာတွေကလည်းတအူးတဲ့ပြန်တန်းတာမဟုတ်ပါဘူး။သူတို့မှာကာကွယ်ရေးအတွက် FAAD လျှက်စစ်စစ်စင်ရေးတပ်ခွဲတွေကလိုက်ပါစောင့်ရှောက်ပေးခဲ့ပါတယ်။ဒီ FAAD တွေရဲ့တာဝန်ကတော့တန်ကာတွေကိုကာကွယ်ပေးရုံနဲ့မကဘဲနဲ့ B2 ဘုံကျဲလေရင်တွေကိုပါရန်သူရဲ့ထောက်လှမ်းမှုကနေတိုက်ခိုက်မှုကနေ ကကွယ်ကူညီပေးပါတယ်။ B2 တွေရဲ့စတိပတ်နည်းပညာကြောင့်အီရန်ရဲ့ရေဒါစနစ်တွေဟာသူတို့ကိုအလွယ်တကူမတွေ့နိုင်ဘူးဆိုပေမဲ့ FA80 တွေရဲ့လျှက်စစ်စစ်စင်ရေးစွမ်းရည်တွေကထက်ဆင့်ကာကွယ်မှုပေးပြီးတော့ရန်သူရဲ့စောင့်ကြည့်မှုကို လုံးဝပိတ်ဆို့စေခဲ့ပါတယ်။ဒါဟာရန်သူရဲ့စက်သွယ်ရေးစနစ်တွေနဲ့ရေဒါတွေကိုလုံးဝမလှုပ်ရှားနိုင်အောင်လုပ်ပစ်လိုက်တာပါ။ B2 လေယာဉ်တွေဟာလေထဲမှာလောင်စာဆီဖြည့်တင်းရင်းနဲ့မရက်မနာပဲအကြာကြီးပြန်တန်းနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုမိုင်ပေါင်းများစွာတခါတည်းပြန်တန်းတဲ့အခါမှာလေရင်မှုတွေရဲ့မောပန်းနွမ်းနေမှုဟာကြီးမားတဲ့စိန်ခေါ်မှုတည့်ရပဲဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ဟာစစ်စင်ရေးမစခင်မှာလေရင်မှုတွေအနားယူနိုင်မဲ့လေရင်တွေကိုပြန်လည်ပြင်ဆင်နိုင်မဲ့မဟာဗျူဟာမြောက်စခန်းတွေကိုကြိုတင်စီစဉ်ခဲ့ပါတယ်။အီရန်နဲ့ပုံမနီးကပ်တဲ့ကာတာနိုင်ငံကလေတပ်စခန်းတွေနဲ့အိန္ဒိယသမုဒ္ဒရာတွေက တိုင်းကိုဂါစီယာလေတပ်စခန်းတွေမှာ ဗီဒူစပရစ်ဘုံကျဲလီရင်အများအပြားကိုကြိုတင်နေရချထားခဲ့ပါတယ်။ဒါအပြင်ကဘာပေါ်ကမဟာဗျူဟာအကြဆုံးအမေရိကန်အခြေစိုက်စခန်းနေတဲ့ကတခုဖြစ်တဲ့ဂူအန်ကျွင်းကအဒါဆွန်လေတက်စခန်းလို့ရှေးတန်းစစ်စင်ရေးအခြေစိုက်စခန်းတွေကိုပါအသုံးပြုခဲ့နိုင်ွယ်ရှိပါတယ်။ဒီလိုမျိုးနေရချထားပေးခြင်းအပြင်အရှိအလေပိုင်းအာဖရိကနဲ့အင်ဒိုပစိဖိတ်ဒေသတစ်လျှောက်မှာစစ်စင်ရေးအတွက် လုံခြုံတဲ့စတင်ပြန်တန်းရာနေရာတွေကိုတည်ချစေခဲ့ပါတယ်။ ဒါဟာလေရင်တွေရဲ့ရှင်သန်နိုင်စွမ်းရောလုပ်ငန်းမှာဆောင်ရွက်နိုင်တဲ့နေပေကိုပါ တိုးမြင့်ပေးခဲ့တဲ့တေချာစွာတွက်ထားတဲ့စီရေဘီဟာတရေပေဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာလေရင်တင်သမောတွေနဲ့ရေငုပ်သမောတွေရဲ့ကာကွယ်မှုတွေပါ ပါဝင်ခဲ့ပြီးတော့အာရေဗျာပင်လယ်တစ်လျှောက်လုံခြုံရေးကိုအပြည့်အဝဖြန့်ကျက်ထားခဲ့ပါတယ်။ FAAD Super Hornet နဲ့ EAAD Gorilla တွေဟာအမေရိကန်လေရင်တင်သမောတွေရဲ့ကုန်းပတ်ပတ်လေတွေကနေတက်လာပြီးတော့ ၎င်းတို့ရဲ့တာဝန်တွေကိုအတိအကျသတ်မှတ်ခဲ့ပါတယ်။တချို့တွေကအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကို ရှင်းလင်းပေးရမှာဖြစ်ပြီးတော့တချို့ကတော့စစ်စင်ရေးတစ်ခုလုံးကိုလေထဲမှာဆက်လက်ရှိနေစေမဲ့လောင်စာတင်တန်ကားတွေကိုစောင့်ရှောက်ပေးရမှာပဲဖြစ်ပါတယ်။လေယာဉ်မှုတွေဟာသူတို့ရဲ့အသက်ကိုရင်ပြီးတော့ဒီမရှင်ကိုထမ်းဆောင်ပေးရတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ပြင်းမဲ့စီကိုကုန်းမြေရေပြင်နဲ့ လေထဲကထိုးဖောက်ဝင်ရောက်နိုင်မှုဗဟေလိအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဒီမစ်ရှင်ဟာစတင်ပြီပဲဖြစ်ပါတယ်ဗီတူးတွေတက်သွားတော့သူတို့ရဲ့ဒေါ့မန်ပုံရိပ်တွေဟာညကောင်းခင်ရန်နဲ့ရောရှက်သွားပါတယ်စတီဖန်နီးပညာဟာသူတို့ရဲ့ဒိုင်းငါဖြစ်ပေမဲ့ခရီးအကွာအဝေးကတော့ရန်သူပဲဖြစ်ပါတယ်ပြန်တမ်းမှု나ယီပေါင်းများစွာကြာမြင့်လာတဲ့အခါမှာဗီတူးတွေဟာအာရေဗျာကျွန်းဆွယ်ပေါ်ကနေပြန်တမ်းနေတဲ့တန်ကားတွေနဲ့ပြန်လည်စုံစည်းခဲ့ကြပြီးတော့လေထဲမှာပဲ လောင်စာဆီတွေဖြည့်တင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာ F80 တွေကကာကွယ်ရေးအနေနဲ့ပပက်လေမှာဝိုင်းရံပြန်တန်းနေပါတယ်။ဂရိုလာတွေကတော့လျှက်စစ်စူညံတန်းတွေကိုပြစ်လွှတ်ပြီးတော့တိုက်ခတ်ရေးအုပ်စုရဲ့လှုပ်ရှားမှုတွေကိုဖုံးကွယ်ထားခဲ့ပါတယ်။ဒီတော့အတွင်းမှာပဲမြေအောက်ကွက်ကွက်ရေးစခန်းတွေမှာအမေရိကန်စစ်စင်ရေးခွဲခြမ်းစိတ်ဖြာသူတွေဟာအီရန်ရဲ့ရေဒါတွေမီးပွန့်လာတာနဲ့တပြိုင်တည်းမှာအင်အားတွေကိုပြန်လည်ညွှန်ကြားဖို့အတွက် real time feed တွေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာကွန်ပျူတာဖန်သားပြင်နေစီကိုတစ်စက္ကန့်လေးမှမခွာနိုင်အောင် အာရုံစိုက်နေပါတယ်။အီရန်ရဲ့လေပိုင်းထဲထဲကိုဖြတ်ကျုံဝင်ရောက်လာဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ Bidu Spirit တွေဟာအလွန်မြင့်မားတဲ့အမြင့်ကိုတက်ရောက်ပြန်တန်းခဲ့ရပြီးတော့ရန်သူရဲ့ဒုံးကြီးစခန်းတွေကိုရှောင်ရှားနိုင်ဖို့သူတို့ရဲ့ပြန်တန်းရေးလမ်းကြောင်းတွေကိုအသေးစိတ်ဂရုတစိုက်နဲ့စီစဉ်ခဲ့ပါတယ်။အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာ အောက်မှာပြန့်ကျဲနေတဲ့တောင်တန်းအနေနဲ့သဲကန်ဓာရတွေလိုမြေပြင်အနေထားမျိုးမှာအကကွယ်ပေးဖို့တိတ်မရှိပါဘူး။ဒါပေမဲ့ B2 တွေရဲ့ရေဒါစုပ်ယူနိုင်တဲ့ကိုတယ် Beta Absorbing Skin ဒါကရန်သူရဲ့ထောက်လန့်မှုကနေလွတ်မြောက်ဖို့အများကြီးအထောက်အကူဖြစ်ပါတယ်။အဲ့ဒီနည်းပညာကြောင့် B2 တွေဟာရန်သူရဲ့ရေဒါမျက်နှာပြင်မှာငှက်တကောင်စာအရွယ်စားလောက်သာပေါ်နေမှာဖြစ်ပါတယ်။ဒါဟာရန်သူရဲ့ထောက်လန့်မှုကိုလုံးဝနှီးပါခြေဖြတ်ပစ်နိုင်တဲ့ ဤပညာတစ်ခုပဲဖြစ်ပါတယ်။ပြစ်မှတ်တွေကိုခွဲခြားတိုက်ခတ်ရမှာလေ။ဘျူဟာကြာနာမှုတွေအပြည့်အဝပါဝင်ခဲ့ပါတယ်။နတန်စခန်းဆိုရင်အပေါ်ဒတ်အဆောက်အုံ6ခုနဲ့ညီအောင်အဆောက်အုံ3ခုပါဝင်ပြီးတော့အဲ့ဒီထဲဟာနှစ်ခုဟာစန်ထရီဖြူ9000အထိစနိုင်အောင် ကြီးမားပါတယ်။ဒီစခန်းတွေအတွက် cruise ဒုံးကြီးတွေကိုအတိကာထအသုံးပြုခဲ့ပြီးတော့နတ်ဆိုင်စွာထိုးဖောက်ဝင်ရောက်ရမှာလို့အပ်တဲ့အပေါ်ပိုင်းအဖွဲ့အစည်းတွေနဲ့ အနိုင်မိုင်းအစစ်မှာရှိတဲ့စံထွေဖြူတွေကိုပါပါဝါဖျက်တောက်နိုင်ဖို့ရည်ရွယ်ခဲ့တာပါခရစ်စတုံးကြီးတွေရဲ့တိုက်ခိုက်မှုကြောင့်နက်စတန်ရဲ့လေဝင်လေထွက်ပေါက်တွေထိခိုက်စေခဲ့ပြီးတော့အနိုင်မိုင်းအစစ်မှာရှိတဲ့စံထွေဖြူတွေကိုထားရှိရာဒီနေရာတွေမှာပါဝါပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်ဒါဟာမျက်နှာပြင်အထက်ကအဆောက်အုံနေနဲ့လေဝင်လေတက်စနစ်တွေကိုတိုက်ခိုက်ပြီးတော့အောက်ခြေကလုပ်ငန်းဆောင်ရွက်မှုတွေကိုထိခိုက်စေတဲ့ပြူဟာပဲဖြစ်ပါတယ်ဒါပေမဲ့ ဖော်ဒိုစကန်ရဲ့အခြေအနေကတော့နက်စတန်နဲ့မတူပါဘူးဖော်ဒိုဟာမြေအောက်အနက်ပိုင်းမှာတည်ရှိနေပြီးတော့ခိုင်ခန့်တဲ့ခံတက်တွေတန်ခွင်ဂရစ်အလွာတွေနဲ့ကာကွယ်ထားပါတယ်အစ္စရေးဟာသူ့ရဲ့ဘန်ကာဖြတ်ဘုံနေနဲ့ဖာဒိုကိုရခင်ကတိုက်ခိုက်ခဲ့ဘူးပေမဲ့အပြည့်အဝထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်သူ့ရဲ့ဘုံတွေဟာလေဝင်လေထွက်ရှက်တွေကိုပဲထိနိုင်ပြီးတော့အဓိကစခန်းတွေကိုမပြတ်စည်းနိုင်ခဲ့ပါဘူးဒါကြောင့်ဖာဒိုကိုတိုက်ခိုက်ဖို့အတွက် အမေရိကန်ဟာကမ္ဘာအကြီးဆုံးဘဏ်ကဖြတ်ဘုံးတွေထဲကတစ်ခုဖြစ်တဲ့ GBU 57 MOP လို့ခေါ်တဲ့ဘဏ်ကဖြတ်ဘုံး၁၂လုံးခန့်ကိုအသုံးပြုခဲ့ပါတယ်ဒီလိုမျိုး ပေါင်300 14000ကီလိုဂရမ်ခန့်အလေးချိန်ရှိတဲ့ဘုံးတွေဟာမြေအောက်ကို ပေ200မီတာ60အထိထိုးဖို့ဝင်ရောက်နိုင်အောင်အထူးဒီဇိုင်းထုတ်လုပ်ထားတာပါဖော်တိုလိုမျိုးနက်နက်ရှိုင်းရှိုင်းမြုပ်နှံထားတဲ့နေရာတွေကိုဖောက်ထွန်းဖို့ဒါမျိုးဘုံးတွေလိုအပ်ပါတယ် သူတို့ဟာအထက်20အဆောက်အုံအမြင့်ခန့်ရှိတဲ့ကွန်ကရစ်ခံတပ်တွေကိုတောင်းဖောက်ထွန်းဝင်ရောက်နိုင်ပြီးတော့ဖော်ဒိုနျူကလ িয়ার ကြိုးဝါမှုစက်ရုံကိုဖျက်ဆီးခဲ့ပါတယ်။ GBU 57 MOB ဘုံးရဲ့ဤပညာကလည်းအမကန်းပါပဲ။သူတို့မှာစစ်ဘက်3 GPS နဲ့ Inerte Navigation စနစ်တွေပါဝင်တဲ့တိကျတဲ့လမ်းညွှန်မှုစနစ်တွေပါရှိပါတယ်။ဘုံးရဲ့အနောက်ဘက်မှာ၄ခုပါရှိတဲ့ချိန်ကြီးတဲ့စူးတောင်း Latitude Fin ကို အသုံးပြုပြီးတော့ ဘုံကြဆင်းမှုလမ်းကြောင်းကိုအချိန်နဲ့တပြေးညီချိန်ညှိပေးပါတယ်။ဒါကြောင့်ဒီဘုံကိုအမြင့်ကြီးကနေကျဲချရတာကသူ့ရဲ့ပြန်တတ်မှုလမ်းကြောင်းကိုတီးတီးကြကြချိန်ညှိနိုင်ဖို့အချိန်နဲ့အကွာအဝေးကိုလုံလုံလောက်လောက်ရဖို့အတွက် အရေးကြီးပါတယ်။ပြစ်မှတ်ကို ထိမှန်တဲ့အခါမှာဘုံဟာကြီးမားတဲ့အလေးချိန်နဲ့ထိုးဖောက်အားတွေကြောင့်မြေအောက်ပေနေရာကျော်အထိကိုထိုးဖောက်ဝင်ရောက်နိုင်ပြီးတော့အထဲမှာရှိတဲ့ပြစ်မှတ်တွေကိုအများဆုံးထိခိုက်ဖို့အာမခံနိုင်ပါတယ်။ဘုံရဲ့အနောက်ဘက်မှာ SDP ဖြူလို့ခေါ်တဲ့ဖြူစနှလုံးကိုတက်ဆင်ထားပါတယ်။တခုကဂျီဆန်းစီအတွက်ဖြစ်ပြီးတော့နောက်တခုကတော့တိုင်းဒီလီဖြူပါ။ဒီလိုဖြူတွေကဘုံဟာအခိုင်မာကာကွယ်ထားတဲ့အဆောက်အဦးကိုနှဆိုင်စွာထိုးပေါက်ပြီးမှ ပေါက်ကွဲဖို့တေချာစေတာပါ။ဒါဟာစစ်စင်ရေးရဲ့အောင်မြင်ဆုံးအပိုင်းတွေကတခုပဲဖြစ်ပါတယ်။နောက်ထပ်တခုအနေနဲ့ကတော့လေထဲမှညာနီညာနဲ့တင်တဲ့ရန်သူရဲ့ခုခံစခန်းဖြိုခွင်းခြင်းနဲ့ဤပညာစစ်ပွဲကိုတင်ဆက်ပေးခြင်းပါတယ်။ အီရန်လီပိုင်နဲ့တဲကိုဖျက်ချုပ်ဝင်ရောက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဘီတူးလေရင်ညာအလွန်မြင့်မားတဲ့အမြင့်ကိုတက်ရောက်ပြန်တန်းခဲ့ရပြီးတော့သူတို့ရဲ့ဒုံးကျည်စခန်းတွေကိုရှောင်ရှားနိုင်ဖို့သူတို့ရဲ့ပြန်တန်းလမ်းကြောင်းတွေကိုအသေးစိတ်ဂရုတစိုက်စီစဉ်ခဲ့တာပါသူတို့ရဲ့ရေဒါစိုးယူနိုင်တဲ့ကိုယ်တဲ့ရန်သူရဲ့ထောက်လှမ်းမှုကနေလွတ်မြောက်ဖို့အများကြီးအထောက်အကူဖြစ်စေပါတယ်ဒီနည်းပညာကြောင့်ဘီတူးတွေဟာရန်သူရဲ့ရေဒါမျက်နှာပြင်မှာငှက်တကောင်အရွယ်အစားလောက်သာပေါ်နေပါတယ် ာဟာရန်သူရဲ့ထောက်လှမ်းမှုကိုလုံးဝနှိပါခြေဖြတ်နိုင်ပါတယ်။အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာအလွန်ခက်မိတယ်လို့မဆိုနိုင်ပေမဲ့စစ်စင်ရေးအတွက်ကျင်းကြောင်မှုတရက်အဖြစ်ရှိနေသေးပါပဲ။ MIG 29နဲ့ F40 တိုက်လေယာဉ်တွေဟာစစ်ပွဲတွေရဲ့အတွေ့အကြုံရှိတဲ့လေယာဉ်တွေဖြစ်ပြီးတော့ကံကောင်းရင် B2 လို့စတိဘက်ဘုံကျဲလေယာဉ်တွေကိုတောင်းကြားဖြတ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါပေမဲ့ B2 တွေမှာဒီခွေးတိုက်ခတ်ရေးစွမ်းရည်လုံးဝမရှိပါဘူး။ အီရန်ရဲ့မြေပြင်ထိန်းချုပ်ရေးမှုတွေကလည်းအမေရိကန်ရဲ့လျှက်စစ်ပိတ်ဆို့မှုတွေကိုရုန်းကန်ရင်သူတို့ရဲ့တိုက်လေယာဉ်တွေကိုဝင်ရောက်လာတဲ့ပုံကျဲလေယာဉ်တွေစီကိုဦးတည်ညွှန်ကြားဖို့စ조사ခဲ့ပါတယ်။မြေပြင်ကနေလေယာဉ်တွေကိုလမ်းညွှန်ပေးဖို့စ조사နေချိန်အီရန်ရဲ့ထိန်းချုပ်ရေးမှုတွေဟာဂရူလာတွေရဲ့လျှက်စစ်တိုက်ခိုက်မှုတွေကြောင့်ဆက်သွယ်မှုတွေပြတ်တောက်ပြီးတော့ချုပ်ထွေးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့တံမြန်တိုက်ခိုက်မှုတွေကထိရောက်ခဲ့ပါတယ်။ EAAD ဂရူလာလေယာဉ်တွေဟာ အီရန်ရဲ့ဆက်သွယ်ရေးကြိမ်နှုံးတွေကိုလျှက်စစ်ဆူညံတန်နေနဲ့ဖုံးလွှမ်းပစ်ခဲ့တာကြောင့်ဆက်သွယ်ရေးနဲ့ပြစ်မှတ်စနစ်တွေကိုအကြီးအကျယ်နှောက်ယှက်နိုင်ခဲ့ပြီးတော့ရန်သူလေယာဉ်မှုတွေအကြမ်းမှာရှုပ်ထွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုလျှက်စစ်စစ်ဆင်ရေးဟာအီရန်လေတပ်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုကြီးကြီးမားမားထိခိုက်စေခဲ့ပါတယ်။အီရန်လေယာဉ်မှုတွေအတွက်ဆက်သွယ်ရေးတွေပြတ်တောက်ကုန်တာကြောင့်လေကြောင်းထင်းချုပ်ရေးနဲ့ချိတ်ဆက်ဖို့ခက်ခဲလာခဲ့ပါတယ်။အကယ်၍အီရန်တိုက်လေယာဉ်တွေနီးကပ်လာရင် F80 လေယာဉ်တွေကစောင့်ကြိုနေပါတယ်။ကမ်းလွန်ပင်လယ်ပြင်တစ်ခုမှာလုံခြုံစွာပြန့်တန်းနေတဲ့ AWACS လေကြောင်းသတိပေးထိန်းချုပ်ရေးစနစ်လေယာဉ်တွေရဲ့လမ်းညွှန်မှုနဲ့ F80 တွေဟာရန်သူရဲ့တိုက်လေယာဉ်တွေကိုအဝေးကနေပဲဒုံးကျည်တွေနဲ့တိုက်ခတ်ခဲ့တာကြောင့်အီရန်လေယာဉ်မှုတွေဟာစုတ်ခွာသွားဖို့ဒါမှမဟုတ်တေတံကိုရင်ဆိုင်ရဖို့ပဲရွေးချယ်เสียရှိခဲ့ပါတယ်။ဒီလိုတိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူမြေပြင်ကပြင်းထန်တွေကိုစောင့်ကြည့်နေကြတဲ့အမေရိကန်ထောက်လန်းရေးတွေကလည်း အီရန်ရဲ့ရေဒါတွေနဲ့လှုံ့ဆော်မှုကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေခဲ့ပါတယ်။ရန်သူရဲ့ရေဒါတွေမီးပွန့်လာတာနဲ့အမျှတိုက်ခရီးအင်အားစုတွေကိုချက်ချင်းပြန်လည်ညွှန်ကြားဖို့သူတို့ဟာအသင့်အနေထားမှာရှိခဲ့ပါတယ်။နောက်ဆက်တွဲအနေနဲ့ကတော့စစ်စင်ရေးပြီးဆုံးခြင်းနဲ့ကမ္ဘာအပေါ်မှာတည်ရောက်မှုတွေတည်ငြိမ်မှုတွေနဲ့စိန်ခေါ်မှုတွေရဲ့အနာဂတ်ကိုပြောပြပေးခြင်းပါတယ်။လေးရင်တွေဟာသူတို့ရဲ့ဘုံတွေကိုပြင်မှတ်ပေါ်ချပြီးတာနဲ့အီရန်လေကြောင်းရံကာကွယ်ရေးစနစ်တွေကိုရှောင်ရှားဖို့အတွက် အရှင်အဟုန်နဲ့အနောက်ဘက်ကိုပြန်လည်ပြန်တန်းခဲ့ပါတယ်။သူတို့ရဲ့နောက်ကွယ်မှာတော့ကောင်းကင်ရံကရှုပ်ထွေးမှုတွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်။ SAM ဒုံးကြီးစခန်းတွေဟာလက်မလျှော့ဘဲနဲ့ဒုံးကြီးတွေကိုပြစ်ခတ်ခဲ့ကြပေမဲ့အာယုံလွယ်ကရိယာတွေကြောင့်လေဟာနယ်တဲကိုသာ အချိန်ကြီးကြောက်ကုန်ပါတယ်။ဂရိုလာလေးရင်တွေကသူတို့ရဲ့လျှက်စစ်တိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်ခဲ့ပြီးတော့အရန်လေးရင်တွေကတော့ပြန်လည်ဆုတ်ခွာနေတဲ့လေးရင်တွေကိုလုံခြုံစွာပြန်ရောက်အောင်ကူညီပေးခဲ့ပါတယ်။ အီရတ်ဘော်ကိုရောက်လာတဲ့ခါမှာတော့ B2 လေယာဉ်တွေဟာတန်ကာလေယာဉ်တွေနဲ့ပြန်လည်တွေ့ဆုံပြီးတော့လောင်စာဆီကိုဖြည့်တင်းခဲ့ကြပြီးအီရန်ရဲ့အခြေအနေကိုထပ်မံစစ်ဆေးဖို့အတွက် F22 ရက်တာတိုက်လေယာဉ်တွေကလည်းလုံခြုံရေးအတွက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ် F22 အစစ်မြင့်စန်စာတွေကအီရန်ဘက်ကကြံရှိနေတဲ့ချင်းချောက်မှုတွေကိုစကင်ဖတ်ပြီးလုံခြုံရေးကိုအပြည့်အဝအာမခံခဲ့ပါတယ်ဒီစစ်စင်ရေးရဲ့ကနအူသုံးသက်ချက်တွေအရာ ပြစ်မှတ်တာတိုက်ခိုက်ခံရတဲ့စခန်းရီသုံးခုဟာအလွန်ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အမေရိကန်ရဲ့ပင်မရွေချက်ကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုရပ်တန့်ပစ်ဖို့ပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုတိတိတသားထိခိုက်စေပြီးတော့၎င်းတို့ရဲ့ကြွေဝှမှု လုပ်ငန်းစဉ်တွေကိုနှစ်ပေါင်းများစွာနောက်ပြန်ဆွဲသွားနိုင်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ဒီတိုက်ခိုက်မှုကအီရန်ကိုကြီးမားတဲ့သတိပေးချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ ါပေမဲ့ဒီစစ်စင်ရေးဟာကမ္ဘာနိုင်ငံရေးနဲ့ဒေတာတွင်တည်ငြိမ်မှုအပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့စဉ်းစားစရာပဲဖြစ်ပါတယ်။အီရန်ဘက်ကနေလက်တုပ်ပြန်မှုတွေရှိလာနိုင်မလား။ဒါမှမဟုတ်ဒီဖြစ်ရဲ့ကြောင့်အီရန်နျူကလ িয়ার လက်နက်ဖန်တီးမှုကိုပုံမှုအရှင်မြင့်လှုပ်ဆောင်နိုင်မလားဆိုတာမေးခွန်းထုတ်စရာတွေရှိပါတယ်။အရှိလေပိုင်းဒေတာဟာအမြဲလိုလိုမတည်ငြိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ဒေတာဖြစ်တာကြောင့်ဒီလိုစီးရင်လှုပ်ရှားမှုကြီးတွေကဒေတာတွင်ပြိပခါတွေကို ပုံမပြည့်ထန်နေတယ်လို့ကမ္ဘာစီးပွားရေးအထူးသဖြင့်ရေနံဈေးကွက်ပေါ်ကိုတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ရေနံဈေးနှုန်းတွေမြင့်တက်လာတာရေကြောင်းလမ်းကြောင်းတွေမှာလုံခြုံရေးစိန်ခေါ်မှုတွေမြင့်တက်လာခြင်းတွေဟာကမ္ဘာစီးပွားရေးကိုရိုက်ခတ်လာနိုင်ပါတယ်။နိုင်ငံတကာဆက်ဆံရေးတွေမှာလည်းပုံမတင်းမာလာနိုင်ပြီးတော့ဒီအခြေအနေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကမ္ဘာကောင်းဆောင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတည်ရဖြစ်ပါတယ်။ဒီလိုစစ်စင်ရေးကြီးတွေဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ စီရင်စွမ်းရည်နဲ့ဤပညာစွမ်းရည်ဘလောက်ထိတိုးတက်နေပြီလဲဆိုတာကိုပြသနေပါတယ်။မြေအောက်မှာနက်နက်ဆန်းဆန်းထိုးဖောက်ဝင်ရောက်နိုင်တဲ့ဘုံတွေလျှက်စစ်စစ်စင်ရည်ဤပညာတွေစတိပတ်လေးရင်ရဲ့စွမ်းဆောင်ရည်တွေဟာအနာဂတ်စစ်ပွဲတွေရဲ့ပုံစံကိုပါပြောင်းလဲသွားနိုင်ပါတယ်။နျူကလ িয়ার ပြန်ပွားမှုကိုကာကွယ်ခြင်းဆိုတဲ့အကြောင်းပြချက်အောက်မှာနိုင်ငံတကာနိုင်ငံရဲ့အထုပ်အခြားအာဏာကိုကျူးကျော်ဝင်ရောက်ခြင်းရဲ့အကျိုးဆက်တွေကတော့ရေရှည်မှာဘလို့တွေဆက်စခန်းသွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံကဥပဒေရေးရာရှုထောင့်နေကနေကြည့်မယ်ဆိုရင်လေဒီစစ်စင်ရေးဟာအငင်းပွားဖွယ်ရာဖြစ်လာနိုင်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်အစီအစဉ်ဒီမှာလဲစေဝင်စားစရာတည်နေဗဟုသုတတွေကိုဇလက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့နားဆင်ပေးကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ကဘလို့ထင်မြင်ယူဆပါသလဲ။ကမ္ဘာငြိမ်းချမ်းရေးအတွက်ဘလို့ဆက်လုပ်တင်တယ်လို့ထင်ပါသလဲ။ ပြည်သက်တွေရဲ့အမြင်ကိုမှတ်ချက်လေးတွေရေးပေးခဲ့ကြပါအောင်ဗျ။